တန်းထဲမှာစအတော်ဆုံးဖြစ်ဖို့သူများတွေချက်ပို့ပြီးတော့စာတွေကိုပုံမှန်မိဖို့ဘယ်လိုလေ့လာရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးသွားပါမယ်။အလမေမင်္ဂလာပါဖီနာဖြစ်ပါတယ်။ဖီနာကတော့အခုလက်ရှိစစ်တပ်ကတို့နှစ်မှာပညာသင်ကြားနေတဲ့ Year 3 Medical Student အုပ်ဖြစ်ပါတယ်။ So first thing first လွဲနေတာလေးနဲ့စလိုက်ရအောင်ဖင်နာတို့ចောင်းသားចောင်းသူတော်တော်များများကအစာလေးလာတဲ့အခါမှာဆိုရင် passively reading လောက်တာနဲ့ highlighting လောက်တာကိုတော်တော်ဝါသနာပါကြတယ် passively reading လောက်တယ်ဆိုတာစောင့်ဒီတိုင်းမဲ့အပေါ်ရံမဲ့ဖတ်လိုက်တာဖတ်ပင်ပြီးရောဆိုပြီးတော့ဖတ်လိုက်တဲ့ပုံစံမျိုးပေါ့နော် highlighting လောက်တယ်ဆိုတာကြတော့ဖင်နာတို့ဒီလို highlighter လေးတွေကိုတုံးပြီးတော့စောင့်မှာပေါ့နော်အရေးကြီးမဲ့ခြင်းတဲ့ point တွေကိုမြင်းလိုက်တာ တစ်ခါလေးကြာရင်ဘာဖြစ်လဲဆိုတော့လက်တီလွန်ကုန်တာအရေးကြီးတဲ့အရေးကြီးမှန်ချင်တဲ့ point တွေကိုတိုင်းတိုင်းနဲ့နောက်ဆုံးတော့ sound out လုံးလိုက်ရတဲ့ကြီးပဲဖြစ်သွားတယ်တို့ပါတို့ဒါပေမဲ့အဲ့ဒီလိုမျိုး highlight လေးတားလိုက်ရတာ passively reading လုံးနေရတာကိုပဲတကယ်စာရတယ်လို့ထင်ပြီးတော့ productive ဖြစ်နေတယ်လို့ထင်တဲ့သူတွေရှိတယ်ပြန် first year တုန်းကလည်းအဲ့ဒီအတိုင်းပဲ highlight တွေလိုက်ပြီးတော့တားတယ်အဲ့လိုတားနေရရင်ကိုကိုကိုငါစာလုံးလိုက်ပြီးဒီနေ့အတွက်စာလုံးလိုက်ပြီးဆိုပြီးတော့ အဲ့လိုထင်သွားတာတကယ်တော့ဆာရလားဆိုတော့မရဘူးဘာလို့လဲဆိုတော့အဲ့ဒီလူမျိုးလုံးနေတဲ့ချိန်မှာကျွန်တော်တို့အုံနောက်ကိုမသုံးဆာတကယ်ရဖို့အတွက်ဆာတကယ်နားလဲဖို့အတွက်ဆိုရင်အုံနောက်ကတက်တက်ကြွကြွပါဝင်ရတယ်အဲ့ဒါကို active recall လုပ်တယ်လို့ခေါ်တယ် active recall နဲ့ပတ်သက်ပြီးတော့နောက်မှာပြန်လာအကျေထက်ပြီးတော့ပြောပြပေးမယ်အဲ့တော့ highlight တာတာဘာနဲ့သွားတူတယ်လဲဆိုတော့ဝေးချကျင်တဲ့သူတယောက်လမ်းလျှောက်တာနဲ့တူတယ်ဝေးချကျင်တယ်ဆိုပြီးတော့ ဒီပုံမှန်တိုင်းလေးပဲလမ်းလေးရှောင်နေတယ်အဲ့တော့သူ့ကိုသူတော့ဒီနေ့ငါလေ့ကျင့်ခန်းလုပ်လိုက်ပြီလို့တော့ထင်သွားမှာပဲတကယ်တမ်းအဲ့ဒါကြီးက effective ဖြစ်လား weight တကယ်ကျသွားလားမကျသွားဘူးလေအစီတကယ်ကျစင်တယ် weight တကယ်ကျစင်တယ်ဆိုရင် fat burning process တွေလုပ်ရမှာခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားလုပ်ပေးရမှာခန္ဓာကိုယ်ကတက်တက်ကြွကြွပါဝင်မှ weight ကကျမှာအဲ့ဒီတိုင်းပဲစာတကယ်ရကျင်တယ်ဆိုရင်အုံနောက်ကတက်တက်ကြွကြွပါဝင်ရမယ် highlight လေးတားယုံလောင်းနဲ့ highlight လေးတားလိုက်လို့ကောင်းတဲ့ဥစားတွေဝင်လာတာမဟုတ်ဘူးဒါပေမဲ့လေ तू ကဘယ်နေရာမှာအသုံးကျလဲဆိုတော့ photographic memory မှာသွားပြီးအသုံးကျတယ်ကို highlight တားခဲ့တဲ့နေရာလေးတွေကိုဆောင်ဝဲရောက်ရင်ရုတ်တရက်ပြတ်မှတ်မိသွားတာတို့ပါလို့ပေါ့နော်အဲ့ဒီချိန်ကျတော့ကိုအထောက်အကူပြုမှာပေါ့ဒါပေမဲ့စာတကယ်ရဖို့အတွက်ဟားလိုက်တာရုံနဲ့မရအောင်နော်ကဲလူရင်မရမှာဆိုလို့ဒီနေ့မျှဝေပေးခြင်းနဲ့အထူးအောင်ဆုံးစာချက်နီ၃ခုကိုစပြီးတော့ပြောတော့မယ်အဲ့ဒါဘာကြီးလဲဆိုတော့ high notes active recall space repetition ကဲဒါဆိုရင် number 1 high note high note ဆိုတာက note ထုတ်တာ ဘယ်လိုဟာမျိုးတွေကိုနှုတ်ထုတ်တင်လဲဆိုတော့မြင်မြင်သမျှလိုက်ပြီးတော့နှုတ်ထုတ်နေမယ်ဆိုရင်ကိုယ့်ရဲ့နှုတ်စာကြီးကနှုတ်နဲ့မတူတော့ဘဲနဲ့ test page ကြီးနဲ့တူသွားလိမ့်မယ်အဲ့တော့ကိုကလက်တွေ့မှာတကယ်အသုံးဝင့်မဲ့ခြင်းနဲ့အရေးကြီးတဲ့ point တွေပြီးစာမေးပွဲမှာမကြခဏပေါ်လာတတ်တဲ့ point တွေအကြီးက main concept တွေကိုပဲနှုတ်ထုတ်ပါဒါဆိုရင်ဒါကပြန် pancreatitis ပေါ့နော်မုတ်ချိုအိမ်ရောင်တဲ့အကြောင်းနှုတ်ထုတ်ထားတာအဲ့တော့ topic တစ်ခုပြီးတိုင်းပြီးတိုင်းနှုတ်ထုတ်တဲ့အလေ့အကျင့်ကိုလုပ်ပါနှုတ်ထုတ်တဲ့အခါမှာလည်းပြုတ်သိမ့်အောင်မထုတ်ပဲနဲ့တကယ် main concept တွေကိုပဲထုတ်မယ်နှုတ်ထုတ်တယ်ဆိုတာစတကယ်ရသွားဖို့အတွက်အဓိကအရေးကြီးတဲ့အပိုင်းလားဆိုတော့မဟုတ်သေးဘူးနှုတ်ထုတ်လိုက်တယ်ဆိုတာကိုဒီစတွေကိုအများကြီးကိုပြုတ်သိမ့်ပြီးလိုက်ဖက်နေစရာမလိုတော့ပဲနဲ့တကယ်အရေးကြီးတဲ့ point တွေကိုတနည်းအားဖြင့်မှတစုတစည်းရဖက်လို့ရအောင်လို့လေ့လာလို့ရအောင်လို့ကိုကိုကို organize လုပ်ပြီးတော့နှုတ်ထုတ်လိုက်တဲ့သဘောပဲ စာတကယ်ရစင်နဲ့ရေရှင်မှတ်မိစင်နဲ့ဆိုရင်တော့ဖင်နာအခုပြောမယ် active recall နဲ့ space repetition ကိုတိတိကျကျလေး practice လုပ်နိုင်မှာနောက်ထပ်ပြီးသွားရင်လည်းဒီတိုင်းမထားနဲ့ကိုနောက်ထပ်ထားတဲ့အရာကိုပြန်ပြန်ပြီးတော့ဖတ်ပေးနေဖို့လိုတယ်အဲ့ဒါကြတော့အုံနောက်ထဲကိုအချက်လက်တွေထည့်သွင်းလိုက်တာပေါ့စာအုပ်မှတ်လိုက်တာပေါ့ဟုတ်ပါပြီကျောင်းဆရာဖင်နာတို့ active recall အကြောင်းဆက်ပြီးတော့ပြောကြမယ် active recall ဆိုတာကကိုလေးလာထားပြီးသားမှတ်သားပြီးသားအကြောင်းအရာတွေကိုအုံနောက်ထဲထည့်လိုက်တဲ့အချက်လက်တွေကို ကိုတကယ်မှတ်မိလားဆိုတာကို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 မေခွန်းလေးတွေထုတ်ပြီးပြန်မေးကြည့်တာအဲ့ဒီလိုမျိုးကိုကိုကိုမေခွန်းလေးတွေပြန်မေးတဲ့အခါပြန်ဖြေရဖို့အတွက်အုံနောက်က brain cells တွေကအလုပ်တွေလုပ်ရတယ်သူတို့အလုပ်ပိုလုပ်လေလေကိုရဲ့မှတ်ဉာဏ်ကပိုပြီးအားကောင်းလာလေလေပဲအဲ့တော့ finarus စာတပုတ်လေးလာပြီးဆိုရင်အဲ့ဒီ topic နဲ့ပတ်သက်တဲ့ notes ကိုအရင်ထုတ်လိုက်တယ်အဲ့ဒီ notes နဲ့အတူ active recall လုပ်မဲ့ question မေခွန်းတွေပါတခါလေးလုပ်ရမှာ active free ကိုမေးခွန်းလေးတွေဘယ်လိုလုပ်ရမလဲဆိုတာမသိသေးဘူးဆိုရင်လည်းစိတ်မပူနဲ့ finna အခုလုပ်ပြမယ်အဲ့တော့ finna တို့တွေ human cell တလုံးအကြောင်းလေ့လာရဲဆိုပါစို့လူတယောက်ရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို cells တွေနဲ့တည်ဆောက်ထားတာအဲ့ဒီထဲမှာမှ cells လေးတလုံးကိုအပြင်ထုတ်ပြီး finna တို့ကြည့်လိုက်မယ်ဆိုတော့အဲ့ဒီ cells အထဲမှာဆိုရင် cytoplasm ရှိမယ် golgi apparatus mitochondria ribosome စသဖြင့်အများကြီးရှိတယ်အဲ့တော့ဒါကအခုလက်ရှိ great 12တက်နေတဲ့ကလေးတွေနဲ့လည်းမစိမ့်နဲ့ topic တကူပေါ့နော်အဲ့တော့ human set တလုံးမှာဆိုရင်ခုနပြောခဲ့တဲ့အရာတွေပါတယ်ဆိုတော့သူတို့တွေရဲ့လုပ်ငန်းဆောင်တာတွေကလည်းတကူနဲ့တကူမတူကြဘူး Okay ဒါဆိုရင်ပြင်နာတို့က mitochondria ဘာလို့တားလဲ ribosome ရဲ့အလုပ်ကဘာလဲပြင် cytoplasm ကဘယ်လိုပုံစံရှိတာလဲစသဖြင့်ကိုကအဲ့ဒါကိုအရင်ဆုံးလေ့လာလိုက်မယ်ခေါင်းထဲကိုအချက်လက်တွေထည့်လိုက်မယ်အရေးကြီးတဲ့ point တွေကိုနှုတ်ထုတ်လိုက်မယ်ပြီးရင်အဲ့ဒီ human cells နဲ့ပတ်သက်ပြီးတော့ပြင်နာတို့ active recall question လေးတွေလုပ်ကြည့်မယ်ပြင်နာဒီ laptop နဲ့အခုလုပ်ပြမယ်နော်အဲ့တော့ microphone ကို အောက်မှာချိတ်လိုက်မယ်ဆိုတော့အတန်တော့နည်းနည်းတိုးသွားမလားတော့မသိဘူးအဲ့တော့စပြောကြည့်ကြည့်ရအောင်ကဲဖင်နာခု human cells နဲ့ပတ်သက်ပြီးတော့ active recall question ကို notion ဆိုတဲ့ app ကိုသုံးပြီးလုပ်ပြမယ်အဲ့တော့ notion ရော highly recommend မယ် new page အသစ်တစ်ခုယူလိုက်မယ်ဒီနေ့လုပ်မဲ့ active recall ကောင်းစဉ်က human cells address အဲ့တော့ human cell active 嗯。Mm hmm. recall question ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင် uh finally human cells တဲ့မှာ nucleus ဆိုတာရှိတယ်အဲ့ဒီ nucleus ကသူ့ရဲ့အထဲမှာ DNA တွေကို store သိမ်းထားတာပြီးတော့သူကဘယ်နေရာမှာအရေးပါလဲဆိုတော့ cells တွေပွားဖို့ cells တွေ replication လုပ်ဖို့အတွက်သူကအရေးပါတယ်အဲ့တော့ uh finally က nucleus အကြောင်းလေးလာပြီးသွားပြီဆိုရင်ဒီလိုမျိုးမေးခွန်းလေးထုတ်လိုက်မယ် what is the function of nucleus အဲ့တော့အဲ့လိုမျိုးကိုထုတ်လိုက်မယ် nucleus ကဖန်ရှင်အောင်ပါလေဒါဆိုရင်ဗနာရူကသူ့ရဲ့ဖန်ရှင်ကြီးကိုအမ်ဒီတိုင်း passively reading လောက်လိုက်တာမဟုတ်ပဲနဲ့ဒါဆိုရင်ဒီမျိုးကိုမြင်ကိုဟာအုံနောက်ကစဉ်းစားရတော့မယ် nucleus ကဘာဖန်ရှင်တွေလောက်တာလဲခုနကဗနာပြောသွားသလိုပဲ DNA store လုပ်တဲ့ cell replication အတွက်သူကအရေးပါတယ် ။ကဲနောက်တစ်မျိုးကကြတော့ mitochondria mitochondria ဆိုတာ power house ဟုတ်တယ်ဟုတ်အဲ့တော့ vinary တနေ့တာကိုလက်လှောက်ရှားနိုင်မှုထားနိုင်မှုတွားနိုင်မှုလာနိုင်မှုအလုပ်တွေလုပ်နိုင်မှုအတွက်ဆိုရင်ခန္ဓာကိုယ်ကစွမ်းအင်တွေထုတ်ရတယ်အဲ့ဒီစွမ်းအင်ကိုဘယ်မှာထုတ်တာလဲဆိုတော့ mitochondria လို့ခေါ်တဲ့ဒီ organelles တဲမှာထုတ်တာခန္ဓာကိုယ်ထဲမှာ vinary လိုအပ်တဲ့စွမ်းအင်ကိုဘယ်လိုပုံစံမျိုးနဲ့ထုတ်ပေးတာလဲဆိုတော့ ATP ဟုတ်တယ်ဟုတ် adenosine triphosphate ပုံစံနဲ့ထုတ်ပေးတယ် အဲ့တော့ ATP ထွက်အောင်အကြီးကတာဝန်ယူရတဲ့ organelles က cells တွေကဘယ်သူကတာဝန်ယူရတာလဲဆိုတော့မိကုံးလေးကတော့ထုတ်ကြည့်မယ်အဲ့တော့ wish organelle is responsible for production of ATP အဲ့တော့ cells တဲမှာ the organelle က ATP ဆိုတဲ့ energy ကိုထုတ်ဖို့အတွက် responsible ဆိုတာတာဝန်ရှိတာလေဒါဆိုရင် phenology မိကုန်းလေးကိုတင်လိုက်ပြီနောက်တစ်ခါကိုဖက်ပြီဆိုရင်ဒါ the organelle လေး မိုက်တိုကွန်ဒရီယာဟုတ်တယ်ဟုတ်ဒါပေမဲ့အစပိုင်းတော့ကြောင်တောင်ဖြစ်နေလိမ့်မယ်မိုက်တိုကွန်ဒရီယာလားနျူကလ িয়াস လားရိုက်ဘိုဆုံးလားဒါပေမဲ့ကိုကခဏခဏဒီ active free ကိုပြန်လုပ်ပေးနေမယ်ဆိုရင်တော့နောက်ပိုင်းကျရင်မမှီသွားလိမ့်မယ်အဲ့တော့ကိုမေ့သွားလဲပြဿနာမရှိဘူးကိုရဲ့ notes ကိုပြန်လှန်ကြည့်လို့ရတယ်။အော်ဒါမိုက်တိုကွန်ဒရီယာပဲ။ဒါဆိုရင်နောက်တစ်ခေါက် active free ကိုပြန်ခေါ်မယ်ဆိုရင် မိသွားလဲနောက်တစ်ခေါက်ပြန်ကြည့်လို့ရတယ်ဒါပေမဲ့ဂျိန်ဖန်များစွာ recall ပြန်ခေါ်လိုက်ပြီဆိုရင်ကိုကအစာကိုဒီတိုင်းအပေါ်ရင်ဖက်လိုက်တာမဟုတ်ဘဲနဲ့ကိုအုံနောက်ကနေပြီးတက်တက်တက်ကြပါဝင်ပြီးတော့အော်ဒါဆိုရင်ဒါဒါဆိုရင်ဒါဆိုပြီးတော့မိကိုကြည့်ပြီးတော့အဖြစ်ကိုအုံနောက်ကစဉ်းစားနေတာဆိုတော့ဒီလိုလောက်ပေးရင် ကိုကစာကိုသူများရဲ့ချက်လေးပို့ပြီးတော့မှတ်မိမယ်အချိန်ကုန်ခံပြီးတော့စာရီကိုလည်းအော်ကျက်နေစရာမလိုတော့ဘူးဘာလို့လဲဆိုတော့ကိုကဒီ concept view ကိုပိုင်နိုင်သွားပြီမလိုအပ်ပင်တဲ့ video ရှေ့သွားမှဆိုလို့ fina active recovery ကိုအများကြီးမလုပ်ပြတော့ဘူးเนาะအဲ့တော့အဓိကအရေးကြီးတဲ့ point ကကိုစာတစ်ခုလေးလာမယ်ဆိုရင်အဲ့ဒါကိုနှုတ်ထုတ်မယ်အခုလိုမျိုး active recovery question လေးပါတခါလေးတွဲပြီးထုတ်ထားလိုက်နောက်တစ်ခါစာလေးလာမယ်ဆိုရင်စာပြင်လိုက်ကြည့်လို့ live ဖက်မနေဘောမနေတော့ဘဲနဲ့အခုလိုမျိုး question လေးတွေပဲဖြည့်ကြည့် ဒါဆိုရင်ဖြစ်နာတို့ high notes နဲ့ active record ကြောင်းပြီးသွားပြီးနောက်ဆုံးတနည်းဖြစ်တဲ့ spaced repetition နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောမယ်။ spaced repetition ဆိုတာကအရှိမပြောခဲ့တဲ့ active record ကို အချိန်တစ်ခုရှာပြီးတော့ခဏခဏထပ်ပြီးတော့လုပ်တာ။ဘယ်လိုအချိန်မှလဲဆိုတော့ကိုကဒီစာကို ကျက်ထားတယ်မှတ်ထားတယ် exit record တခါလုတ်ပြီးသွားပြီးအဲနောက်တရနှစ်ရက်နေလို့နည်းနည်းလေးမေးသွားလာပြီလို့ထင်တဲ့အခါမျိုးမှာနောက်တစ်ခေါက် exit record ပြန်လုတ်တာ speech repetition အကြောင်းအရင်မပြောခင် brains forgetting cough နဲ့ပတ်သက်ပြီးတော့ဖင်နာနည်းနည်းလေးပြောခြင်းတယ်ကိုက topic တစ်ခုကိုလေးလာလိုက်ပြီဆိုရင်အဲ့ဒီလေးလာတဲ့နေ့မှာကိုအဲ့ဒီစာကိုရသွားတဲ့ရာဂိုင်းနှုန်းကတရားရာဂိုင်းနှုန်းရှိမယ်အဲ့တော့ကိုချက်လိုက်တဲ့နေ့ရောကစားတရားရခိုင်တော့ရတယ်ဒါပေမဲ့နောက်နှစ်ရက်လောက်နေရင် ိုခုနကြက်လိုက်တဲ့စာနည်းနည်းလေးမေ့စင်နေပြီတရားနေပြီးတော့60လောက်ဖြစ်သွားပြီဆိုတော့အဲ့ဒီအချိန်မှာကိုကတရားပြန်ပြေးစင်တဲ့အတွက်ကြောင့် active record ပြန်လုပ်လိုက်မယ်အဲ့ဆိုရင်တရားထပ်ပြေးပါမယ်ဒီလိုနဲ့ not develop ချာသွားတယ်အဲ့ဒီစာကိုပြန်မလုပ်ဖြစ်ဘူးစာပြန်မလုပ်ဖြစ်ဘူးဆိုရင်ခုနကမှတ်မိနေတဲ့တရားအနေတစ်ဖြည်းဖြည်းပြန်ပြီးတော့ရော့သွားမယ်အဲ့တော့တရားနေပြီးတော့အခုဆို90လောက်ပဲကျန်တော့တယ်အဲ့ဒီအချိန်မှာကိုကဒီစာကိုလုံးဝမမေ့သေးဘူးဟုတ်အဲ့တော့မေးလောက်ပြီးတဲ့အခါမျိုးမှာနောက်တစ်ခေါက်ပြန်ပြီးတော့လေ့လာလိုက်မယ် အဲ့ဒါဆိုရင်အဲ့နေရာမှာတရားရဂိုင်းလုံးပြန်ရောက်သွားမယ် space repetition လုပ်တဲ့အခါမှာလည်းရက်ကတိတ်ပြီးတော့မချရဘူးဆိုပါစို့ကိုကပထမဆုံးစကြလိုက်တဲ့ရက်မှာတရားအဲ့ဒါကိုလုံးဝပြန်ပြီးတော့ active recovery ဘာတွေပြန်မခေါ်တော့ဘဲနဲ့ဒီတိုင်းပဲပြစ်ထားလိုက်မယ်ဆိုရင် brain forgetting curve ကအလိုကြီးဖြစ်သွားမှာ flat ဖြစ်သွားမှာအဲ့ဒါဆိုရင်တော်တော်အခြေအနေဆိုးနေပြီနောက်တလောက်လောက်နေမှစပြန်ကျက်မယ်ဆိုရင်ကိုယ့်ရဲ့တရားနေပြီးတော့အခုက ဟို0နီးပါးကနေကွာစာရအကုန်လုံးအစ်စ်လိုပြန်ဖြစ်နေမှာအဲ့လိုမဖြစ်ချင်ဆိုရင်ခုနပြောသလိုရက်အနေငယ်ခြားပြီးတော့ကိုမေးလိုက်ပြီးချင်းရင် exit recall ပြန်ပြီးခေါ်ကြည့်အဲ့လိုပြန်ခေါ်လေလေအခု forgetting cough ကိုကြည့်လိုက်မယ်ဆိုရင်အောက်ရောက်တာနေသွားပြီးတော့အပေါ်ရောက်သွားတာအများပါတယ်ဒါဆိုရင်ဒါအခြေအနေကောင်းတယ်ဒီစာကိုကတရားနီးပါးမှတ်မိနေတယ်အဲ့လိုသဘောမျိုးဒါဆိုရင် space repetition ရဲ့သဘောတရားနားလည်မယ်နော်ဖြစ်နာဆိုရင်လေအခုလိုမျိုးအထူးအောင်ဆုံးဖြစ်တဲ့ study method ကို တက္ကသိုလ်ဒုတိယနှစ်အလယ်လောက်ရောက်မှစပြီးတော့တည်တာအဲ့တော့ငါပထမနှစ်ထဲကတည်ခင်ကောင်းမှပဲဆိုပြီးတော့တွေးမိတယ်ဆိုတော့ဖီနာရဲ့မောင်လေးတွေညီမလေးတွေကိုလည်းအချိန်မနှောင်းခင်ထိရောက်တဲ့စာချက်နည်းတွေကိုတည်သွားလို့ဖီနာကဒီနေ့ဗီဒီယိုလေးကိုလွှတ်လိုက်ရခြင်းဖြစ်ပါတယ်ဖီနာခုပြောသွားတဲ့စာချက်နည်းတွေကတော်တော်များများအတွက်အစ်အစ်အစမ်းလို့တော့ဖြစ်စဉ်ဖြစ်နေလိမ့်မယ်အစပိုင်းတော့နည်းနည်းအခက်အခဲရှိပေမဲ့နောက်ပိုင်းကျရင်တော်တော်လေးအဆင်ပြေသွားလိမ့်မယ်ကို့အတွက်လည်း benefits အကျိုးကျေးဇူးရလာမယ် နီးလန်းနေဖြစ်လို့စာကြက်ရင်စာလေးလာရင်ဒီတိုင်းလေးလာပါကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြွအကျိုးများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ Twitter နဲ့ထပ်ပြီးတွေ့ကြပါမယ်အကယ်၍ခုလိုမျိုး study tips တွေ language sharing နဲ့ပတ်သက်တဲ့ tips တွေ productivity နဲ့ပတ်သက်တဲ့ knowledge တွေကိုဆက်ပြီးလေ့လာကျင်သေးရဆိုရင် Twitter ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေးကြရနော် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye